Star Audio ဘောက်ကိုနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမဒီနေ့ဖတ်ပြပေးသွားမယ့်စာအုပ်နဲ့ချုပ်ရဲ့နာမည်ကတော့ He the Afra the Aquipin Performer ပဲဖြစ်ပါတယ်။ Performer ရေးသားထားတဲ့ He the Afra the Aquip စာအုပ်ကဆိုရင်2010ခုနှစ်ဇန်နဝါရီလမှာ Haiti နိုင်ငံကို အကြီးအကျယ်ပျက်စီးစေခဲ့တဲ့ငလျင်ဘေးလုံကာလကို မှတ်တမ်းတင်ထားတဲ့စာအုပ်ပဲဖြစ်ပါတယ်။ဒီစာအုပ်ဟာငလျင်တန်သစ်ပြည်သူတွေရဲ့ဆင်းရဲဒုက္ခတွေ ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးကြိုးပမ်းမှုတွေနိုင်ငံတကာအကူအညီပေးရေးနဲ့စိန်ခေါ်မှုတွေနဲ့အားနည်းချက်တွေဟေဒီနိုင်ငံရဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက်လိုအပ်ချက်တွေကိုနက်နက်ရှိုင်းရှိုင်းလေ့လာသုံးသပ်သင်ပြထားတာပဲဖြစ်ပါတယ်။အပိုင်း၁အနေနဲ့ငလင်နဲ့ချက်ချင်းနောက်ဆက်တွဲနိုင်ငံတနိုင်ငံချိန်မွသွားခြင်း၂၀၁၀ခုနှစ်ဇန်နဝါရီလ၁၂ရက်နေ့ ညနေ၄နာရီနဲ့53မိနစ်မှာတော့ဟေတီနိုင်ငံဟာနိုင်ငံကိုထာဝရပြောင်းလဲသွားစေမဲ့စက္ကန့်30ကြာပြင်းထန်စွာလှုပ်ခတ်မှုတစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်။ငလင်ဘဟုတ်ချက်ဟာဟေတီနိုင်ငံရဲ့မြို့တော်နဲ့လူဦးရေအများဆုံးမြို့ဖြစ်တဲ့ Porso Prince ရဲ့အနောက်ဘက်16မိုင်လောက်ကွာလီယိုကန်အနီးမှာရှိခဲ့ပါတယ်။ငလင်ရဲ့တိမ်တဲ့အနံမြေမျက်နှာပြင်အောက်၈သမမတက်မိုင်တာက သူ့ရဲ့ဖြက်စီးနိုင်စွမ်းအားကိုပုံမကြီးမာခဲ့တယ်။ငလင်လောက်တဲ့အချိန်မှာဖာမာဟာဟေဒီမာမရှိခဲ့ပါဘူး။သူဟာ Pasna in Hafasi လက်ပတ်လှုပ်ဆောင်နေတဲ့နောက်ထပ်နိုင်ငံတစ်ခုဖြစ်တဲ့ယဝန်တာမှာရောက်ရှင်ခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့ကိုရေးကိုယ်တာဆက်ကြောင်းတွေက ဟေဒီမာရှိရဲ့လုံဖို့ကိုင်ပတ်တွေနဲ့စစ်ခင်ရသူတွေကိုဆက်သွယ်ဖို့သူ့ရဲ့အသေးအသက်ကြိုးပမ်းမှုတွေနဲ့စတင်ခဲ့ပြီးတော့ငနေလောက်ပြီး၃ရက်အကြာမှာ ပျက်စီးနေတဲ့နိုင်ငံစီကို သူရဲ့ခရီးစဉ်နဲ့ဆက်လက်ဖြစ်ပေါ်ခဲ့ပါတယ်။ရောက်ရှိချိန်မှာဖာမာဟာစိတ်ကူးတော့မရင်နိုင်လောက်တဲ့ပျက်စီးမှုမြင်ကွင်းတစ်ခုကို ဖော်ပြခဲ့ပါတယ်။ဖော်ရဲ့အခြေခံအဆောက်အုံတွေပြိုလဲကျခဲ့ပါတယ်။တမရနန်းတော်ဖះရှိကိုကြောင်းကြီးအစိုးရဝန်ကြီးဌာနတွေစေယုံတွေကျောင်းတွေနဲ့မရင်မထွက်နိုင်တဲ့အိမ်တွေဟာအပျက်စီးတွေဖြစ်ကြံရိတ်ခဲ့ပါတယ်။ လမ်းတွေပေါ်မှာအလောင်းတွေတန်းစီနေပြီးတော့လေလူထဲမှာဖုံမှုန့်တွေနဲ့အပြက်စီးတွေအောက်ကနေအကူညီတောင်းနေတဲ့လူတွေရဲ့ငိုရိုတန်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ကိန်းကနန်းတွေကဇလန်းရဲ့တစိတ်တစ်ပိုင်းကိုပြောပြပါတယ်။လူပေါင်း2သိန်း300ကျော်သေဆုံး3သိန်းထံရရရှိပြီးတော့တသက်သမ3သန်း၄ရွှေပြောင်းခံခဲ့ရပါတယ်။ဒါပေမဲ့ဖာမာကဒီစည်းအင်းတွေဟာ လူသားတွေရဲ့စေကွဲဖွဲ့ရာဖြစ်ပျက်အပြည့်စုံကိုမဖမ်းယူနိုင်ဘူးလို့အလေးပေးဖော်ပြထားပါတယ်။မိသားစုတွေကွဲကွာသွားခြင်းကလေးတွေကမိဘမဲ့ဖြစ်သွားခြင်းနဲ့အတိုင်းဝိုင်းတွေတခဏအတွင်းမှာပျက်စီးသွားခြင်းတို့ပါပဲ။ကျမ်းမာရေးစောက်ရှောက်မှုအကျက်တဲ့ဆရာဝန်တယောက်အနေနဲ့ဖာမာဟာပေါ်ပေါက်လာခဲ့တဲ့ကျန်းမာရေးစောင့်ရှောက်မှုအကျက်တဲတွေကိုအထူးအာရုံစိုက်ခဲ့ပါတယ်။ဟေဒီရဲ့ဆေးဘက်ဆိုင်ရာအခြေခံအဆောက်အအုံက အနောက်ကပါချမ်းမှာအားအနည်းဆုံးတွေထဲမှာပါဝင်နေပြီးသားဖြစ်ပြီးတော့အခုတော့လုံးဝပြည့်စည်သွားခဲ့ပါတယ်။နိုင်ငံရဲ့အကြီးဆုံးစေယုံဖြစ်တဲ့ဖော်တက်ခရုစေယုံဟာအပြင်းထန်ပြည့်စည်ခဲ့ပါတယ်။ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဟာတေဆုံးတန်ရာရသူတွေထဲမှာပါဝင်ခဲ့ပြီးတော့အသက်ရှင်ကျန်ရစ်သူတွေကလည်းသူတို့ကိုယ်တိုင်ရဲ့စိတ်တန်ရာနဲ့ဆုံးရှုံးမှုတွေကိုကင်တွယ်ဖြေရှင်းနေကြရပါတယ်။ ဖာမာဟာကားပါကင်တွင်တဲ့လေခွင်းတွေမှာပေါပေါလာခဲ့တဲ့ယာယီဆေးခန်းတွေကိုဖော်ပြခဲ့ပါတယ်။အဲဒီမှာဆရာဝန်တွေဟာတပ်ပံတွေအောက်မှာခွဲစိမ်းမှုတွေပြုလုပ်ခဲ့ကြရပြီးမေးစေးဒါမှမဟုတ်တင့်လျော်တဲ့ပိုးသက်ခြင်းမရှိဘဲလှုပ်ဆောင်ခဲ့ကြရပါတယ်။အဖြစ်အများဆုံးဒဏ်ရာတွေကတော့ကျေးမွဒဏ်ရာတွေအယိုးကျိုးခြင်းနဲ့ပြင်းထန်စွာထိခိုက်မှုကြောင့်ဆေးလက်ဖြတ်တောက်ရခြင်းတွေဖြစ်ပါတယ်။ ချက်ချင်းကုသမှုမရရှိဘူးဆိုရင်တော့ဒီဒဏ်ရာအများစုကပိုးဝင်ခြင်းကြောင့်အသက်အန္တရာယ်ရှိလာပါတယ်။ Panas in Hat Aphasia ဟေဒီမှာတီထောင်ပြီးသားရှိနေတဲ့အတွက်လှည့်မြန်စွာစုစည်းနိုင်ခဲ့ပေမဲ့လိုအပ်သပမာဏရရှိနိုင်တဲ့အရင်းမြစ်တွေထက်အများကြီးပိုများနေခဲ့ပါတယ်။ Farmer ဟာဆေးဘက်ဆံရဝန်ထမ်းတွေသူတို့ရဲ့ကန့်တတ်ထားတဲ့ထောက်ပံ့ရေးပစ္စည်းတွေနဲ့ဘလုံလုံနာတွေကိုကုသရမလဲဆိုတာရွေးချယ်ခဲ့ရတယ်။ ရင်ကွဲဖွဲ့ရာဦးစားပေးကုသမှုရွေးချယ်ခြင်းဆုံးဖြတ်ချက်တွေကိုပြန်ပြောင်းပြောပြခဲ့ပါတယ်။အထူးသဖြင့်တော့စိတ်ထိခိုက်စရာကောင်းတဲ့စားပိုက်တစ်ခုမှာဖာမာဟာတမန်ဆောင်ရိုးချိန်မှတ်သွားပြီးတော့အသက်ရှင်ဖို့မျှော်လင့်မထားတဲ့အမျိုးသမီးငယ်တယောက်အကြောင်းကိုဖော်ပြခဲ့တယ်။ကံကြမ္မာအားလုံးကိုစန့်ကျင်ပြီးတော့စိတ်အားထက်သန်စွာပြုစုဆောက်ရှောက်မှုနဲ့နောက်ဆုံးမှာတော့ USNS ကော့ဖာရှေ့သက်စေယုံတင်မော်စီကိုလွှဲပြောင်းပေးနိုင်ခဲ့တဲ့အတွက် သူမကပြန်လည်ပြီးတော့ကောင်းမွန်လာခဲ့ပါတယ်။လွှမ်းခြုံနေတဲ့ကြေကွဲဖွဲရဖြစ်ပျက်ကြတဲ့ကအောင်မြင်မှုသေးသေးလေးတစ်ခုပါပဲ။အပိုင်းနဲ့အနေနဲ့တမိုင်းဆိုင်ရာအခြေအနေနဲ့ရှင်းနေပြီးသားအားနည်းချက်များ ဟေဒီရဲ့ရှုပ်ထွေးရဲ့တမိုင်းချောင်းဖာမာရဲ့ခွဲခြားစိတ်ဖြာမှုရဲ့အရေးပါတဲ့ရှူဒေါင်းတစ်ခုကတော့ဟေဒီရဲ့ရှုပ်ထွေးတဲ့တမိုင်းချောင်းကိုအတိမတ်မပြုတ်ဘဲနဲ့ငလီရဲ့ចောင်းမဖွဲရတက်ရောက်မှုကိုနားလည်နိုင်မှာမဟုတ်ဘူးဆိုတော့ သူ့ရဲ့အခိုင်အမာပြောဆိုမှုတွေပါပဲသူဟာစာဖတ်သူတွေကိုဟဲ့ဒီအကြောင်းမရှိမဖြစ်လိုအပ်တဲ့အခြေအနေကိုပံ့ပိုးပေးပါတယ်ကမ္ဘာပေါ်ကပထမဆုံးလူမဲသမန္တနိုင်ငံသမိုင်းမှာတခုတည်းသောအောင်မြင်ခဲ့တဲ့ကျွန်တော်မျိုးတော်လန်ရေးကနေဘွေးဖွားလာတာပါ1804ခုနှစ်မှာပြင်သစ်စီကနေလွတ်လပ်ရေးရရှိပြီးတဲ့နောက်မှာတော့ဟေဒီဟာအောင်မြင်တဲ့ကျွန်တော်မျိုးပုံကံမှုဥပမာကြောင့်ချိန်ချောက်ခံနေရတဲ့ကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ အထူးချမ်းမှုနဲ့စီးပွားရေးလေဘေးညစ်ခြင်းကိုရင်ဆိုင်ခဲ့ရတယ်။ပြင်သစ်ကတန်တမန်ရေးရအတိမတ်ပြမှုအတွက်အပြန်လန်အဖြစ်ကြီးမားလာတဲ့နစ်နာကျေးကိုတောင်းဆိုခဲ့တယ်။ Frank တန်150နောက်ပိုင်းမှာတန်60အထိရှော့ချခဲ့ပါတယ်။အဲဒီပမာဏကို Haiti ဟာ1948ခုနှစ်အထိပေးဆက်မပြီးဆုံးခဲ့ပါဘူး။ဒီအကျွေးက Haiti ရဲ့စီးပွားရေးကိုနိုင်ငံတစ်ခုပြစတင်တည်ထောင်ချိန်ကလေးကဒုက္ခရောက်စေခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုကဟေတီကို1915ကနေ1934ထိတင်ပိုက်ခဲ့ပြီးတော့သူရဲ့ဖွံ့ဖြိုးတိုးတက်မှုကိုပုံမရှုပ်ထွေးစေခဲ့တယ်။နောက်ပိုင်းမှာတော့ဟေတီဟာဖရန်ဆာပါပါတော့ဒူဘာလီယေနဲ့သူ့ရဲ့သားဖြစ်သူဇင်းကလော့ဘေဘီတော့ဒူဘာလီယေတို့ရဲ့အုပ်ချုပ်မှုအောက်မှာဆယ်စုနှစ်များစွာကြာအာနာရှင်စနစ်ကိုခံစားခဲ့ရပါတယ်။သူတို့ရဲ့အစိုးရတွေဟာအကြမ်းဖက်မှုအကျဉ်းပြတ်ခြားစားမှုနဲ့ စီးပွားရေးစီမံခန့်ခွဲမှုညံ့ပြင်းမှုတို့နဲ့လက္ခဏာဆောင်ခဲ့တယ်။ဒီသမိုင်းကျောင်းကဟေတီကို ကပ်ပေးတဲ့အတွက် အထူးသဖြင့်အားနည်းစေခဲ့တဲ့အခြေအနေတွေကိုဖန်တီးပေးခဲ့တယ်လို့ဖာမာကနေငင်းခုန်ထားပါတယ်။တတော်ပြုံးနှီးမှုမျိုးစီလာတိုက်စားမှုမလုံလောက်တဲ့အခြေခံအဆောက်အုံအားနည်းတဲ့အုပ်ချုပ်မှုအလွန်အမင်းဆင်းရဲမွဲတေမှုနဲ့မလုံလောက်တဲ့စမ်းမရေးစောက်ရှောက်မှုစနစ်အားလုံးက ဒီပြဿနာများတဲ့တမိုင်းဆိုင်ရာအမွေနှစ်ကနေအရှင်းခံလာတာပါ။ဖွဲ့စည်းပုံဆိုင်ရာအကြံဖတ်မှု Pharma က structural violence ဆိုတဲ့တဘောတရားတွေကိုမိတ်ဆက်ပေးထားပါတယ်။အဲ့ဒါကတော့လူမှုဖွဲ့စည်းပုံတွေကအားနည်းချော့တဲ့သူတွေကိုစနစ်တကျထိခိုက်စေတဲ့နည်းလမ်းတွေပါပဲ။ဟေတီရဲ့လူကြီးဟာငလေမလောက်ခင်အချိန်အတော်ကြာကလေးက structural violence ကိုခံစားခဲ့ရပါတယ်။အနောက်ကပါချမ်းရဲ့အစိုးရဆုံးမိခင်တေဆုံးတော့ ်ခလေးသေးဆုံးတော့အာဟာရချို့တက်မှုနဲ့ကူးဆက်ယောဂါနှုံးတွေနဲ့အတူပေါ့ဒီရှင်းနဲ့နေပြီးသားအားနည်းချက်ကတော့ဟေတီမှာပြည်အား9တသမ3ညရှိတဲ့ငလင်တစ်ခုဟာပုံမောဖွံ့ဖြိုးပြီးနိုင်ငံတွေကအလားတူဒါမှမဟုတ် ပိုပြင်းထန်တဲ့ငလင်တွေထက်အစာပေါင်းများစွာပုံမောပြည့်စုံမှုနဲ့အသက်ဆုံးရှုံးမှုဘာကြောင့်ဖြစ်ပေါ်စေခဲ့ဆိုတာကို ရှင်းပြပါတယ်။ဖာမာကစီဒီနိုင်ငံကိုထောက်ပြပါတယ်။အဲ့ဒီနိုင်ငံက 2010ခုနှစ်ဖေဖော်ဝါရီလမှာဟေဒီငလင်ထက်အစာ900ပိုပြင်းထန်တယ်။ပြင်အား၈၈ရှိတဲ့ငလင်တစ်ခုကိုကြုံတွေ့ခဲ့ရပေမဲ့သေဆုံးသူက1000အောက်သာရှိခဲ့ပါတယ်။ကွာခြားချက်တွေကတော့ဘူမိဗေဒဆိုင်ရာကံကောင်းမှုမဟုတ်ပဲနဲ့ဖွဲ့စည်းပုံဆိုင်ရာပြင်ဆင်မှုပါပဲ။ချီလီရဲ့ပုံမတင်းကျပ်တဲ့အစာဦးစီးမြင့်တွေပုံမကောင်းမွန်တဲ့အခြေခံအဆောက်အအုံတွေလက်ပတ်နေတဲ့အစိုးရနဲ့ ပုံမိုခိုင်မာတဲ့စမ်းမာရေးစောက်ရှောက်မှုစနစ်ကအများကြီးပိုနှဲပါတဲ့အသက်ဆုံးရှုံးမှုနဲ့အတူအများကြီးပိုပြင်းထန်တဲ့ငလျင်တစ်ခုကိုစံစက်ခံနိုင်စေခဲ့တယ်။အပိုင်းသုံးနေနဲ့နိုင်ငံတကာတောက်ပြန်မှုနဲ့၎င်းရဲ့အားနည်းချက်များအကူအညီများစီးဝင်လာခြင်းငလျင်ရဲ့နောက်ဆက်သွယ်အခြေအနေမှာကမ္ဘာစည်းကထောက်ခံမှုအများပြားနဲ့တောက်ပြန်ခဲ့ပါတယ်။အစိုးရတွေ NGO တွေနဲ့တဝူးချင်းစီတွေကကယ်ဆယ်ရေးကြိုးပမ်းမှုတွေအတွက် ဒေါ်လာဘီလီယံပေါင်းများစွာကတိပြုခဲ့ကြပါတယ်။စစ်ဘက်ဆိုင်ရာအင်အားစုတွေအထူးသဖြင့်အမေရိကန်ပြည်ထောင်စုကရှာဖွေခဲ့စေရေးစစ်ဘက်ဆိုင်ရာစောက်ရှောက်မှုနဲ့ထောက်ပံ့ပို့ဆောင်ရေးတွေမှာကွန်ညီဖို့ရောက်ရှိလာခဲ့ကြတယ်။ဖာမာကဒီတောက်ပြန်မှုအများစုရဲ့နောက်ွယ်ကစစ်မှန်တဲ့ကယူနာနဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေကိုအတိမတ်ပြုပါတယ်။နိုင်ငံတကာစေဘဆိုင်ရာအဖွဲ့တွေကြောင့်အသက်ပေါင်းများစွာကဲတင်နိုင်ခဲ့ပြီးအရေးပေါ်ထောက်ပံ့ရေးပစ္စည်းတွေက အသက်ရှင်ကျန်ရသူတွေကိုအရေးပါတဲ့ထောက်ပံ့မှုတွေပေးခဲ့ပါတယ်။ဒါပေမဲ့အကူအညီပေးရေးစနစ်ကထိရောက်တဲ့အကူအညီတွေပေးအပ်ရမှာတော့မကြာခဏဆိုသလိုဘလို့ပြက်ကွက်ခဲ့တယ်ဆိုတာကို ဝေဖန်ပိုင်းခြားစိတ်ဖြာမှုတစ်ခုကိုလည်းသူကပေးထားပါတယ်။အကူအညီပေးရခြင်းဆိုင်ရာပြဿနာများနိုင်ငံတကာတုံ့ပြန်မှုတွေကိုပြဿနာများစွာကဒုက္ခပေးခဲ့တယ်။ညှိနှိုင်းမှုပြက်ကွက်ခြင်းများ NGO ရာပေါင်းများစွာဟာ ညင်နိုင်မှုအနည်းငယ်နဲ့သာလက်ပတ်ခဲ့ကြပြီးတချို့နေရာတွေမှာကျိုးပန်းမှုတွေထပ်တူဖြစ်စေကတချို့နေရာတွေမှာတော့လုံးဝကွက်လက်တွေဖြစ်ပေါ်စေခဲ့တယ်။ဒေသဆိုင်ရာအဖွဲ့အစည်းများကိုကျော်လွှားခြင်းဟေဒီရဲ့ရှင်းနစ်ပြီးသားအဖွဲ့အစည်းတွေကိုအားကောင်းအောင်လှုံ့ဆော်မဲ့အစားအကူအညီပေးရဖွဲ့အစည်းများစွာကအပြိုင်ဖွဲ့စည်းပုံတွေဖန်တီးခဲ့ကြပြီးတော့ဟေဒီရဲ့အုပ်ချုပ်မှုစွမ်းဆောင်ရေးကိုပုံမှန်အားနည်းစေခဲ့ပါတယ်။ထောက်ပံ့ပို့ဆောင်ရေးလေပင်ညစ်သူများ ပျက်စီးသွားတဲ့စိတ်ကန်းနဲ့လေဆေးကထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ရမှာပြင်းထန်တဲ့စိန်ခေါ်မှုတွေဖန်တီးပေးခဲ့ပါတယ်။တချိန်တည်းမှာပဲလုံခြုံရေးပြဿနာတွေအပေါ်ကြောင်ရွံ့မှုမကြာခဏဆိုသလိုခြေကားပြောဆိုခြင်းခံရပါတယ်။ဖြံပြူးရေးမှာစံကြာမှုတွေစီကိုဥတီစေခဲ့တယ်။ဘာသာစကားနဲ့ယဉ်ကျေးမှုဆိုင်ရာအတားအဆီးများနိုင်ငံတကာတောက်ပြန်သူအနေငယ်သာ Haiti Creoles ဘာသာစကားကိုပြောဆိုနိုင်ကြပြီးတော့ ဒေတာဆိုင်ရာဒလိထုံးလန်းတွေကိုနားလည်ကြတဲ့အတွက်နားလည်မှုလွဲမှားခြင်းတွေနဲ့ထိရောက်မှုမရှိခြင်းတွေကိုဖန်တီးပေးခဲ့ပါတယ်။ရေတော်အာယုံဆိုင်မှုအဖွဲ့အစည်းများစွာဟာရေရှည်ပြန်လည်တည်ဆောက်ရေးလိုအပ်ချက်တွေကိုထည့်သွင်းမစင်းစားဘဲနဲ့ချက်ချင်းကယ်ဆယ်ရေးပေါ်မှာအာယုံဆိုင်ခဲ့ကြတယ်။ဖာမာကလူနာတွေအခြေခံဆေးဝါးတွေမရရှိချိန်မှာထောက်ပံ့ရေးပစ္စည်းတွေနဲ့ပြည့်နေတဲ့ဂိုဒေါင်တွေကိုမြင်တွေ့ရတဲ့စိတ်ပြက်အာရုံမှုကိုဖော်ပြခဲ့ပါတယ်။ ဟေဒီဆီယာဝန်နေနဲ့သူနာပြူတွေကသူတို့ရဲ့ကြွမ်းကျင်မှုကိုအတိအမှတ်မပြုတဲ့နိုင်ငံတကာစေဘဆိုင်ရာအဖွဲ့တွေကြောင့်တခါတလေမှာတော့ဘေးဖယ်ထားခံရပုံကို သူကပြန်ပြောင်းပြောပြခဲ့ပါတယ်။ကာလဝမ်းရောကကပ်ပြီးဒဏ်ရာပေါ်စားပြုတ်လိုက်တယ်လို့ပါပဲ။2010ခုနှစ်အောက်တိုဘာလမှာတော့ငန်လင်းလုပ်ပြီး6လအကြာမှာဟေဒီဟာနောက်ဆုံးမှ လူပေါင်းတစ်သောင်းနီးပါးတေဆုံးစေပြီးတော့လူပေါင်း၈သိန်းကျော်ကိုဖျားနာစေခဲ့မဲ့ ကာလဝမ်းယောဂါကပ်ပေးတစ်ခုနဲ့တိုက်ခိုက်ခံခဲ့ရပါတယ်။အထူးသဖြင့်ဝမ်းနဲ့ဖွယ်ရာကောင်းတာကတော့ကပ်ပေးရဲ့မူလအစပါပဲ။သိပ္ပံနည်းကြအထောက်ထားတွေရှာဗတ္တိယတွေကိုနီဘောနိုင်ငံကကုလသမဂ္ဂငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေကယူဆောင်လာခဲ့တယ်ဆိုတာညွှန်ပြနေပါတယ်။ဖာမာကဒီဒုတိယကပ်ပေးကိုနိုင်ငံတကာအတိုင်းအဝိုင်းရဲ့ healthy ဘောရှုပ်ထွေးတဲ့တရားမှုရဲ့ပြရုပ်တစ်ခုဖြစ်ဆွေးနွေးထားပါတယ်။ကူညီဖို့ရောက်လာပေမဲ့တခါတလေမှာ ခယူမဆိုင်မှုဒါမှမဟုတ်တာဝန်ခံမှုကင်းမဲ့ခြင်းတို့ကနေတဆင့်နောက်ထပ်ထိခိုက်မှုတွေဖြစ်ပေါ်စေတာမျိုးပါအပိုင်းလေးနေနဲ့ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုများပုံမကောင်းမအောင် ပြန်လည်တည်ဆောက်ရေးကနဦးအရေးပေါ်အဆင့်ပြီးဆုံးပြီးတဲ့နောက်မှာတော့နိုင်ငံတကာအတိုင်းဝိုင်းကဘေးပတ်ဘတ်တာဆိုတဲ့စောင့်ပုတ်ကိုလက်ခံကျင့်သုံးခဲ့ကြပါတယ်အဲ့ဒါကတော့ပြန်လည်ထူထောင်ရေးကြိုးပမ်းမှုတွေဟာ ဟေဒီကိုငလင်မတိုင်ခင်အခြေအနေစီကိုပြန်လည်ရောက်ရှိစေရုံသာမက အနာဂတ်အတွက်ပုံမခန်းနိုင်ရှိတဲ့စနစ်တွေဖန်တီးဖို့ပါရည်ရွယ်သင့်တယ်လို့အကြံပြုထားတယ်။ဖာမာကဒီပန်းနိုင်ကို ထောက်ခံခဲ့ပေမဲ့ကျင့်သုံးနေတဲ့ချင်းကမှုကအဲ့ဒါကိုအောင်မြင်စေမလားဆိုတာမေးခွန်းထုတ်ခဲ့ပါတယ်။နိုင်ငံတကာအလူရှင်ကွန်ဖရင့်တွေမှာဒေါ်လာဗီလီယံပေါင်းများစွာကတိပြုခဲ့ကြပေမဲ့ရမငွေတကယ်တမ်းထုတ်ပေးမှုကနှေးကွေးခဲ့ပြီးတော့ ရောက်ရှိလာခဲ့တဲ့ငွေများစွာဟေတီအဖွဲ့အစည်းတွေဒါမှမဟုတ်ဟေတီအစိုးရစီကောမဟုတ်ပဲနိုင်ငံတကာကန်စထရိုက်တာတွေစီကို ရောက်ရှိသွားခဲ့တယ်လို့သူကမှတ်ချက်ပြုထားတယ်။အိမ်ယာအချက်တဲအရေးတကြီးဆုံးစိန်ခေါ်မှုတွေထဲကတစ်ခုကတော့နေရရွှေပြောင်းခံရတဲ့လူကြီးတွေအတွက်အိမ်ယာပါပဲ။ငလင်းလှုပ်ပြီးတနစ်ကြော်ကြတဲ့အခါမှာလူပေါင်းသိန်းနဲ့ချီပြီးတဲစကန်းတွေမှာဆက်လက်နေထိုင်နေကြရဆဲဖြစ်ပြီးတော့ရှားဒီဥတုယောဂာနဲ့ အကြမ်းဖက်မှုတွေအတွက်အားနည်းချက်ရှိနေပါတယ်။ဖာမာကပြည်စုံတဲ့အင်အားမဟာဗျူဟာမရှိခြင်းနဲ့ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုတွေကိုရှုပ်ထွေးစေခဲ့တဲ့မြေယာပိုင်ဆိုင်မှုပြဿနာတွေကိုကင်တွယ်ဖြေရှင်းဖို့ပြတ်ခွက်ခြင်းတို့ကိုဝေဖန်ထားပါတယ်။နေထိုင်သူတွေဟာကနဦးတဲတွေကလွဲလို့အကူအညီအနည်းငယ်သာရရှိခဲ့ပြီးတော့တန်ရှင်းရေးအဆောက်အဦတွေအလွန်မင်းမလုံလောက်တဲ့စခန်းတွေကိုလက်ပတ်ခဲ့ရပုံတွေကိုသူဖော်ပြခဲ့ပါတယ်။ ဒီအခြေအနေတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့တတ်တောင့်တတာရှိတဲ့ဝင်းတွေကြားကစာနာချက်တွေကအကူအညီပေးသူတွေနဲ့လက်ခံသူတွေကြားကအဆအသွယ်ပြတ်တောက်မှုတွေကိုတရုတ်ဖော်ပြသခဲ့ပါတယ်။ကျန်းမာရေးစောက်ရှောက်မှုပြန်လည်တည်ဆောက်ရေးကျန်းမာရေးစောက်ရှောက်မှုနယ်ပယ်မှာတော့ဖာမာကတက္ကသိုလ်ဆေးရုံပြန်လည်တည်ဆောက်ခြင်းဇလန်းနဲ့မီယာဗါလစ်မှာတင်ကြားရေးဆေးရုံအသစ်တစ်ခုတည်ဆောက်ခြင်းဟေတီအစိုးရနဲ့ပူးပေါင်းပြီးတော့ Partners in Heart ကဥဆောင်တဲ့ browser တစ်ခုကနေတဆင့်ပုံမမျောလင်းချက်ရှိတဲ့ဇာတ်ကြောင်းတစ်ခုကိုပေးထားပါတယ်။အခုညီပေးရဲ့ browser များစွာနဲ့မတူဘဲနဲ့ Mary Berry's ပစိယုံကိုနောက်ဆုံးမှာတော့ Haiti လူမျိုးတွေလုံးဝလက်ပတ်နိုင်ဖို့ဒီဇိုင်းထုတ်ထားပြီးတော့ဒေတာခံဆေးဘက်ဆိုင်ရာပညာရှင်တွေက လေ့ကျင့်ပေးခြင်းအပေါ်အာရုံစိုက်ထားပါတယ်။ Pharma ကဒါကိုပြန်လည်ထူထောင်ရေးကြိုးပမ်းမှုရဲ့ပုံမများပြားတဲ့အစိပ်ပိုင်းကိုလက္ခဏာဆောင်တဲ့ရေရှည်စွမ်းဆောင်ရည်တိစောက်ခြင်း စံကတ်မှုအမျိုးအစားရဲ့ဥပမာတစ်ခုဖြစ်တင်ပြထားပါတယ်။အပိုင်းကားအနေနဲ့ကတော့ထိရောက်သော အကူအညီအတွက်ဖာမာရဲ့အမြင် a compliment နဲ့ a အတူတကွရှောက်လန်းခြင်းနဲ့အကူအညီစာအုပ်တစ်လျှောက်လုံးမှာဖာမာကရိုးရအကူအညီစာသူရဲ့အတူတကွရှောက်လန်းခြင်းလို့ခေါ်တဲ့အရာကိုထောက်ခံပြောဆိုထားပါတယ်။ဒီစံကတ်မှုက ပြန်ပဖြည့်ရှင်းနည်းတွေကိုအတင်းကျပ်သတ်မှတ်မဲ့အစားဟေသီလူမျိုးတွေနဲ့အတူ တို့ရဲ့ပြန်လည်ထူထောင်ရေးခရီးစဉ်မှာအတူတကွရှောက်လန်းခြင်းပါဝင်ပါတယ်။အဲ့ဒါကခနာတာချောင်းဝင်ဆောင်ရွက်မှုတွေထက် ရေရှည်တည်တတ်တဲ့ဂတိကဝတ်ကို အလေးပေးဖော်ပြထားတယ်။ဖာမာရဲ့အမည်ရဲ့အဓိကအခြေခံမှုတွေထဲမှာ ပါဝင်တာတွေကတော့အများပြည်သူဆိုင်ရာအဖွဲ့အစည်းများကိုကြော်လွှမ်းခြင်းမဟုတ်ဘဲအားကောင်းအောင်လုပ်ဆောင်ခြင်း၊ဟေတီရဲ့ကိုကိုကိုအုပ်ချုပ်နိုင်စွမ်းနဲ့သူ့ရဲ့နိုင်ငံသားတွေကို ဝန်ဆောင်မှုတွေပေးနိုင်စွမ်းကိုပြန်လည်တည်ဆောက်ခြင်းဟေသီလူမျိုးများကိုအလောက်ခတ်အပ်ခြင်းတင်သွင်းလာတဲ့လှုပ်အားနဲ့ကျွမ်းကျင်မှုတွေကိုအားကိုးမဲ့စားပြန်လည်တည်ဆောက်ခြင်းကနေတဆင့်အလောက်ကင်တွေဖန်တီးပေးခြင်းဒေသဆိုင်ရာဝယ်ယူမှုဟေသီရဲ့စီးပွားရေးကိုလှုံ့ဆော်ပေးဖို့အတွက်ဖြစ်နိုင်တဲ့အခါမှာထောက်ပံ့ရေးပစ္စည်းတွေကိုဒေသအတွင်းဝယ်ယူခြင်းအခွင့်အရေးအခြေခံစင်ကတ်မှုတန်ရှင်သောရေးအင်ယာပညာရေးနဲ့ ကျမ်းမာရေးစောင့်ရှောက်မှုတွေကို အထူးအခွင့်အရေးတွေဒါမှမဟုတ် ပရာဟိတလက်ဆောင်တွေဖြင့်မဟုတ်ဘဲအခွင့်အရေးတွေဖြင့်ရှုမြင်ခြင်းရေရှည်ကတိကဝကနဦးအကြက်တဲကာလကြော်လွန်ပြီးထောက်ပံ့မှုကိုထိန်းသိမ်းထားခြင်းလက်တွဲကျသောစီလုံးညီညွတ်မှု ဖာမာက pragmatic solidarity ဆိုတဲ့သဘောတရားတွေကိုမိတ်ဆက်ပေးထားတယ်။အဲ့ဒါကလက်တွဲကျပြီးတော့ထိရောက်တဲ့လုံဆောင်ချက်ကိုဒုက္ခခံစားနေရသူတွေနဲ့အတူရပ်တည်ဖို့ နတ်ဆိုင်နဲ့ဂတိကဝတ်နဲ့ပေါင်းဆက်ခြင်းပါပဲဒီချင်းကမှုက တကက်ကပါကကန့်သက်ချက်တွေကိုလိလူရှုတဲ့ရိုးစင်းနဲ့စိတ်ကူးရှင်ဝါဒရောကာကွယ်နိုင်တဲ့ဆင်းရဲဒုက္ခကိုမလွဲမဆောင်သာဖြင့်လက်ခံတဲ့အစောမြင်လက်မြောက်အရှုံးပေးမှုရောနှစ်ခုလုံးကိုညင်းပေးပါတယ်။ထီရောက်တဲ့အကူကြီးဟာနီးပညာဆိုင်ရာအရေးချင်းရောဒန်းတို့ကြီးများမှုအတွက် ကိုကျင်တရားဆိုင်ရာဂတိကဝတ်ပါလိုအပ်တယ်လို့သူကညင်းခုန်ထားတယ်။ အဲ့ဒါကပြင်ပအစီအစဉ်တွေကို အတင်းကျပ်သတ်မှတ်မဲ့အစားဟေတီလူမျိုးတွေကိုယ်တိုင်ကပူးစားပေးမှုတွေဖြစ်ဖော်ထုတ်သတ်မှတ်တဲ့အရာတွေကိုနားထောင်ဖို့တောင်းဆိုပါတယ်။အပိုင်း6အနေနဲ့ရှုထောင့်မျိုးစုံဟေတီအာဖရာတဲ့အခွေရဲ့ထူးခြားတဲ့လက္ခဏာတွေထဲကတစ်ခုကတော့ဖာမာဟာလက်စားသူတွေဟေတီလုံဖော်ကိုင်ဘတ်တွေအကူအညီပေးရင်းလုံဖော်ကိုင်ဘတ်တွေနဲ့ journalist တွေရေးသားထားတဲ့အခန်းတွေကိုထည့်သွင်းထားခြင်းပါပဲ။ ဒီကွဲပြားတဲ့အတန်တွေကဇက်ချောင်းကိုကြွယ်ဝမှုနဲ့ရှုပ်ထွေးမှုတွေကိုထပ်ပေါင်းပေးပါတယ်။ဟေဒီအတန်များငနေလောက်တဲ့အခါဖော်အိုရှိနေခဲ့တဲ့ဒေါက်တာလူးဝစ်အိုင်ဗာစ်ရဲ့ Pasna in Haag ကဟေဒီဆရာဝန်တဦးဖြစ်တဲ့ Patrick Amazon တို့လိုမျိုးဟေဒီလူမျိုးတွေရဲ့ပံ့ပိုးကူညီမှုတွေကအထူးသဖြင့်တန်ဖိုးရှိပါတယ်။ငလင်ကိုကြုံတွေ့ခံစားခဲ့ရပြီးတော့ကယ်ဆယ်ရေးကြိုးပမ်းမှုတွေမှာပါဝင်ခဲ့တဲ့သူတို့ရဲ့ကိုယ်အတွက်မှတ်တမ်းတွေက ဖာမာကိုရိုင်းတော်မှဟေတီနဲ့သူ့ရဲ့နတ်ဆိုင်နဲ့ချိတ်ဆက်မှုရှိနေပေမဲ့မပေးနိုင်တဲ့ရှူထောင့်တွေကို ပေးထားပါတယ်။ဒီဟေတီအတန်တွေက ဖာမာရဲ့ကိုပိုင်ခွဲခြမ်းစိတ်ပြမှုတစ်လျှောက်ပဲ့တင်ထပ်နေတဲ့အကြောင်းအရာတွေကိုအလေးပေးပြီးတော့ဖော်ပြထားပါတယ်။တာမန်ဟေတီလူမျိုးတွေရဲ့တတိနဲ့ခံနိုင်ရေးနိုင်ငံတကာတုံ့ပြန်မှုရဲ့ရှူထောင့်တွေအပေါ်စိတ်ပြတ်အာရုံမှုနဲ့ဟေတီရဲ့ကိုပိုင်စီမံခံကွက်နိုင်ခွင့်နဲ့ ဂုံတိုင်းခါကိုလေးစားတဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တစ်ခုအတွက်မျှော်လင့်ချက်တွေပေါ့အခြားနိုင်ငံတကာရှူထောင်များနောက်ထပ်ပံ့ပိုးကူညီသူတွေထဲမှာငနေလောက်တက်ခါဟေတီမှာတဦးတည်းသော အချိန်ပြည့်အမေရိကန်တည်ထောင်ဖြစ်ခဲ့တဲ့ journalist Jonathan Cass နဲ့ဟေတီအမေရိကန်အများပြည်သူစံမာရေးကျွမ်းကျင်သူဖြစ်တဲ့ Nancy Dawson Bay တို့ပါဝင်ပါတယ်။သူတို့ရဲ့အခန်းတွေကကပ်ပေးရဲ့မီဒီယာဖော်ပြမှုနဲ့ လူသားချင်းစာနာမှုဆိုင်ရာလုပ်ငန်းရဲ့ရှုပ်ထွေးမှုတွေအကြောင်းကိုထိုးထွင်းသိမြင်မှုတွေကိုပေးထားပါတယ်။ဒီရှုထောင့်မျိုးစုံကစာအုပ်ကိုငလင်နဲ့သူ့ရဲ့နောက်ဆက်တွဲအခြေအနေတွေအကြောင်းတခုရဲရိုးရှင်းအောင်ပြုလုပ်ထားတဲ့ဒီရှုထောင့်မျိုးစုံကစာအုပ်ကိုငလင်နဲ့သူ့ရဲ့နောက်ဆက်တွဲအခြေအနေတွေအကြောင်းတခုရဲရိုးရှင်းအောင်ပြုလုပ်ထားတဲ့ဇာတ်ကြောင်းတခုပေးရခြင်းကနေတာစီပေးပါတယ်။အဲ့ဒီစာသူတို့ဟာအခြေအနေရဲ့ရှုပ်ထွေးမှုနဲ့ တူညီတဲ့ဘန်းနိုင်တွေစီကိုဦးတည်လှုပ်ဆောင်နေသူတွေကြားထဲမှာတော့အတွေ့အကြုံတွေရဲ့ကွဲပြားမှုကိုတရုတ်ဖော်ပြသပါတယ်။နေကောင်းနေနဲ့ပြောရမယ်ဆိုရင် သင်ငန်းစာများနဲ့အမွေနေဆလာဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုများဖာမာကအစာအုပ်ကိုဟေသီးရပြန်လည်ထူထောင်ရေးဟာရေးသားချိန်မှာမပြည့်စုံသေးဘူးဆိုတာကိုအတိမတ်ပြုခြင်းအဖြစ်နေကောင်းချုပ်ထားတယ်။သူဖော်ထုတ်ခဲ့တဲ့ပြဿနာများစွာမလုံလောက်တဲ့အင်ယာကာလာဝမ်းယောဂါ နိုင်ငံရေးမတည်ငြိမ်မှုတို့ဟာကနဦးအရေးပေါ်အစ်စ်ကုံဆုံးသွားပြီးတော့အချိန်တော်စာထိဆက်လက်တည်ရှိနေခဲ့ပါတယ်။ငန်းနေလောက်ပြီးနောက်နှစ်တွေမှာဟေတီရတော့နောက်ထပ်စိန်ခေါ်မှုတွေရင်ဆိုင်ခဲ့ရတယ်လို့သူကမှတ်ချက်ပြုထားတယ်။အငင်းပွားဖွယ်ရာရွှေကောက်ပွဲတွေဟာရီကဲမုန်တိုင်းတွေနဲ့ဆက်လက်ဖြစ်ပွားနေတဲ့ကာလာဝမ်ယောဂါကပ်ပေးတို့ပေါ့ဒီဆက်လက်ဖြစ်ပေါ်နေတဲ့ရုန်းကန်မှုတွေကခဏတာလူသားချင်းစာနာမှုကြောင်းဝင်ဆောင်ရွက်မှုတွေထက် ရေရှည်တည်တတ်တဲ့ဂတိကဝတ်ရဲ့လိုအပ်ချက်တွေကြောင့်သူ့ရဲ့ငင်းခုန်မှုကိုအလေးပေးပြီးတော့ဖော်ပြခဲ့ပါတယ်။ရုံးကံမှုကြမှာမျောလင်းချက်ဒီစိန်ခေါ်မှုတွေရှိနေပေမဲ့ဖာမာကမျောလင်းချက်အတွက်အကြောင်းပြချက်တွေကိုလည်းရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာဟေတီနဲ့နိုင်ငံတကာမိဘတွေကြားကထိရောက်တဲ့ပူးပေါင်းဆောင်ရွက်မှုဥပမာတွေသူတို့ဘဝတွေကို ပြန်လည်တည်ဆောက်နေတဲ့ခန္ဓာရင်ရှိတဲ့အတိုင်းဝိုင်းတွေနဲ့ ရှင်သန်မှုနဲ့ပြန်လည်ထူထောင်ရေးရဲ့တဦးချင်းဇလန်းတွေကိုထောက်ပြခဲ့ပါတယ်။ Mary Bass ကတရားရေးဆိုင်ရာအသေးဟာဒီလိုမျိုးမျှော်လင့်ချက်တစ်ခုကိုကိုးစားပြုပါတယ်။ဝန်ဆောင်မှုမလုံလောက်တဲ့ဒေတာတစ်ခုကိုအရေးသွေးရှိတဲ့စောင့်ရှောက်မှုပေးအပ်ရှင်နဲ့ဟေတီကျမ်းမာရေးစောင့်ရှောက်မှုပညာရှင်မျိုးစောက်တစ်ခုကို လေ့ကျင့်ပေးဖို့ဒီဇိုင်းထုတ်လုပ်ထားတဲ့အဆောက်အဦတစ်ခုပါပဲ။ Pharma ကဒီလိုမျိုး project တွေမှာဟေတီနဲ့နိုင်ငံတကာအတိုင်းဝိုင်းခြားက ကွဲပြားတဲ့ဆက်ဆံရေးတစ်မျိုးရဲ့အလားအလာတွေကို မြင်တွေ့ခဲ့ရတယ်။ဒါကပါလုံးဆိုင်ရာသင်ကန်းစာများနောက်ဆုံးအနေနဲ့ဖာမာကဟေတီရဲ့အတွေ့အကြုံတွေကသူ့ရဲ့နန္ဒမိတ်တွေထက်အများကြီးကျော်လွန်ပြီးသက်ဆိုင်တဲ့သင်ကန်းစာတွေကို ပေးတယ်လို့အကြံပြုထားတယ်။ငလင်ဟာတမိုင်းဆိုင်ရာမညီမျှမှုတွေကနေဖန်တီးထားတဲ့အားနည်းချက်တွေနဲ့နိုင်ငံများစွာကိုတရားမှုရှိတဲ့နိုင်ငံတကာအကူအညီပေးရေးစနစ်တွေမှာချုပ်ရင်းချက်တွေကိုဖော်ထုတ်ပြသခဲ့တယ်။ သူဟာလူသားချင်းစာနာမှုဆိုင်ရာတုံ့ပြန်မှုကိုအခြေခံကြကြပြန်လည်စဉ်းစားဖို့ငင်းခုန်ထားပါတယ်။အဲ့ဒါကချက်ချင်းကယ်ဆယ်ရေးကို အများပြည်သူဆိုင်ရာအဖွဲ့အစည်းတွေမှာရေရှည်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပေါင်းဆက်ပေးတဲ့ဒေတာဆိုင်ရာအသိပညာနဲ့ခေါင်းဆောင်မှုကိုလေးစားတယ်။အားနည်းချက်တွေရဲ့အကျိုးဆက်တွေကိုတုံ့ပြန်ရုံတတ်တတ်ထက်အရင်းခံအကြောင်းရင်းတွေကိုကင်တွယ်ဖြေရှင်းတဲ့တုံ့ပြန်မှုတစ်ခုပါပဲ။ဖာမာရဲ့အမြင်ရငနေမှာတည်ဆုံသားခဲ့သူတွေကို တကယ်တမ်းဂုံပြူခြင်းဆိုတာသူတို့ရဲ့ဆင်းရဲဒုက္ခကိုတတိယယုံနေတာမကပဲအနာဂတ်ကပ်ပေးတွေမှာဒီလောက်ကြီးမားတဲ့အသက်ဆုံးရှုံးမှုကိုကာကွယ်ပေးမဲ့စနစ်တွေတည်ဆောက်ဖို့ဂတိကဝတ်ပြုခြင်းလည်းလိုအပ်ပါတယ်။ Heathy Alpha the Aquic ဟာ Heathy ငလျင်ဘေးရဲ့နောက်ွယ်ကရှုပ်ထွေးတဲ့အကြောင်းအရာတွေကိုစေပညာရှင်မနုဿဗေဒပညာရှင်တို့ရဲ့ရှုထောင့်ကနေနက်နက်ရှိုင်းရှိုင်းသုံးသပ်တင်ပြထားတဲ့စာအုပ်ပဲဖြစ်ပါတယ်။ ဒါဟာငန်းလေးရဲ့ပျက်စီးဆုံးရှုံးမှုမှတ်တမ်းတသက်မဟုတ်ပဲနဲ့ဆင်းရဲမွဲတွေမှုတမိုင်းနိုင်ငံရေးနဲ့နိုင်ငံတကာဆက်ဆံရေးတွေကတဘာဝဘေးဒဏ်ကိုဘလို့ပုံမဆိုးရွားစေတယ်လဲဆိုတာကို ဖော်ထုတ်ပြတာပြီးတော့ပုံမကောင်းမွန်တဲ့အနာဂတ်အတွက်သင်ငန်းဆောင်ယူဆရာတွေကိုတင်ပြထားတဲ့အရေးကြီးတဲ့စာအုပ်တော့ပဲဖြစ်ပါရဲ့ရှင်ဒီစာအုပ်လေးကိုအဆုံးထိနားဆင်ပေးသွားကြတဲ့ပြည်သက်တအူးချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ရှိပါရဲ့ရှင် တို့ရဲ့ Star Audio Book Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်။